မင်္ဂလာပါဒီနေ့တော့တနအိကြားတစ်ခါလောက်ဟိုလူဖြစ်သွားလိုက်ဒီလူဖြစ်သွားလိုက်အပြောင်းအလဲတွေများနေတဲ့တိုက်စင်မှုအကြောင်းတွေကိုမပြောတော့ဘူးအဲ့ဒီတိုက်စင်မှုနှစ်ယောက်အပြင်ကောလာဟာလာအနေနဲ့ထပ်ထပ်ပြီးထွက်လာတဲ့တခြားတခြားသောတိုက်စင်မှုတွေလည်းရှိပါတယ်သို့တော့အဲ့ဒီအကြောင်းတွေကိုခဏလောက်ခြံထားပြီးတော့ကျွန်တော်တို့ရဲ့ကိုပိုင်လူငယ်တွေနဲ့ပတ်သက်တဲ့အကြောင်းလေးတွေကို ပြောမယ် Louis Kelly, Ethan Winery, Max Dorman ဒီသုံးဦးစလုံးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ဒီနေ့ဖတ်ရတဲ့သတင်းလေးတွေတွေ့ရတဲ့သတင်းထူးခြားမှုလေးတွေရှိတယ်အဲ့ဒါကိုဆက်ဆက်ပြီးတော့ဒီလူငယ်လေး၃ယောက်ကလာမယ့်ယာတီမှာကျွန်တော်တို့အသင်းနဲ့အတူတူဘလောက်ထိတိုးတက်လာမလဲဘလောက်ထိတောက်ပနိုင်မလဲသူတို့၃ယောက်စီကနဲ့အရေးအသွေးတွေကိုညှစ်ထုတ်ရင်းနဲ့သူတို့အတွက်ကိုရောကျွန်တော်တို့ Arsenal အသင်းကဘာပြန်လုပ်ပေးနိုင်မလဲဆိုတဲ့အကြောင်းလေးကို Predict point of view အနေနဲ့ဆွေးနွေးမှာဖြစ်ပါတယ် ထမအောင်ဆုံးဒီဗီဒီယိုကိုလုတ်ဖြစ်သွားစေတဲ့အကြောင်းအရင်းလေးကိုစပြီးတော့ပြောပါမယ်။ Gabriel McHays က Louis Kelly နဲ့ပတ်သက်ပြီးတော့သူ့ရဲ့အမြင်ကိုပြောပါတယ်။ Skelly Quinn ထဲမှာရှိရင်သူ့စိတ်ကလုံခြုံနေတယ်။ Skelly ရဲ့စွမ်းဆောင်ရည်တွေကတော်တော်လေးကိုမြင့်မာတယ်။ထူးကဲတဲ့အခြေအချင်းတွေရှိတယ်ဆိုပြီးတော့ဖွင့်ပြောခဲ့တာဖြစ်တယ်။ဒီယာက Skelly နဲ့ပတ်သက်တဲ့အကြောင်းကျွန်တော်လည်း Facebook page မှာအရာကိုတင်ပြီးသွားပြီ။ဒီအကြောင်းအရာမတိုင်ခင်မှာကျွန်တော်အခုဗီဒီယိုမှာ highlight လုပ်ထားတဲ့လူငယ်၃ယောက်နဲ့ပတ်သက်ပြီးတော့ထက်ရတာတွေရှိသေးတယ်အခု scaly အကြောင်းပြောပြသွားပြီဆိုတော့ channel ၂ယောက်ပေါ့လေ Ethan Wanuri ကအင်္ဂလန် U21 အသင်းနဲ့အတူတူ champion ဖြစ်သွားတယ်ဒါကလူငယ်တယောက်အနေနဲ့နိုင်ငံအဆင့်မှာစုဖလားကင်မြောက်နိုင်ခြင်းဖြစ်တယ်သူ့အတွက်တော့တော်တော်လေးကိုအရေးကြီးပါတယ်ဒါ့အပြင် game time လေးတွေလည်းဒီပြိုင်ပွဲတစ်လျှောက်မှာသူတော်တော်လေးရခဲ့တာကိုတွေ့ရတယ် final မှာလည်းမိနစ်30ဝင်ရောက်ကစားခဲ့တယ်လို့ကျွန်တော်တို့သိရတယ်ကျွန်တော်ကြည့်တော့မကြည့်လိုက်ရပါဘူး ဘာလို့ပဲဖြစ်ဖြစ် Ethan Wanuri သည် Ethan Wanuri ဆန်ဆန်လုတ်ပြသွားမှာတော့သိကြပါဗါး Arsenal အသင်းနဲ့ကစားလို့ရှိရင်တွေ့ရတဲ့ performance တွေထက်အများကြီးမသာလွင်အောင်မှသူ့အရွယ်သူ့အတန်းမှာတော့ bold ဖြစ်အောင်ကစားပြသွားနိုင်မယ်လို့ထင်ပါတယ်။ဒါပေမဲ့ first liner player တော့မဖြစ်သေးဘူး။သူထပ်ပို့ပြီးတော့ဦးစားပေးရမယ်လူငယ် player လေးတွေရှိနေတယ်လို့တော့ကျွန်တော်တို့မြင်ရပါတယ်။နောက်တဲ့သတင်းတစ်ခုကတော့ Max Thomas မှာအသက်အရွယ်အနေထားတရက်အရ U16 အသင်းရဲ့တရားဝင် ကစားသမားဖြစ်လာခဲ့ပြီး Premier League ရဲ့ rules and regulation တွေအရဆိုလို့ရှိရင်လာမယ့်ရာသီမှာ fasting မှာလိုအပ်ရင်လိုအပ်တယ်လို့ခေါ်ယူပြီးကစားလို့ရပြီဆိုတဲ့အခြေအနေဖြစ်ပါတယ်။ဒီသတင်းမတိုင်ခင်တုန်းကလည်း Manchester Man သည်လာမယ့်ရာသီ Arsenal အသင်းကြီးနဲ့အတူတူပွဲထွက်မယ်လို့ကျွန်တော်တို့တွေသိထားရတယ်။အခုတော့ပို့ပြီးတော့ official ဖြစ်သွားပြီးသူ့ကိုမြင်ရခြင်းမမြင်ရခြင်းသည်နီးပြရဲ့ရွေးချယ်မှုအဲ့ဒီပုံမှာပဲမူတည်တော့တယ်လို့ပြောရမယ်အနေထားမျိုးပါ။လူငယ်ကစားသမား3ဦးကတော့ကျွန်တော်တို့လက်ထက်မှာခိုင်ခိုင်မာမာရောက်နေပြီး နှစ်ဦးကတော့ပြီးခဲ့တဲ့ယာတီတဲကအရေးပါတဲ့နေရာမှာကစားခဲ့ကြပြီဖြစ်တဲ့အတွက်ကြောင့်လာမယ့်ယာတီမှာလည်းဆက်ပြီးတော့စီနီယာအသင်းကြီးရဲ့ game time တွေကိုရမယ်ဆိုတာကတော့တန်တရားဖြစ်စရာမရှိဘူးအနေနဲ့အများပဲရှိတယ်။ Skelly ဆိုလို့ရှိရင် first line up player ဖြစ်တာတော့မှသေချာပြီလို့ပြောလို့ရတဲ့အနေအထားမျိုးပါ။ Ethan ကတော့နည်းနည်းလေးစောင့်ကြည့်ရမယ်။အခုကျွန်တော်တို့စဉ်းစားရမှာက Max Dorman ပါ။ Max Dorman ကို game time ဘယ်လောက်ထိပေးမလဲကျွန်တော်ကတော့မသိဘူး။သို့တော့ပြီးခဲ့တဲ့ယာတီတုန်းက Ethan နဲ့ Skelly ရခဲ့တဲ့အနေအထားတွေကိုပြန်ကြည့်ပြီးတော့သူတို့ရဲ့ သုံးပုံတစ်ပုံသုံးပုံတဝက်လောက်ပဲဖြစ်ဖြစ်ရမယ်ဆိုလို့ရှိရင်တော့သိကောင်းတယ်ကျွန်တော်ကတော့မိနစ်ပေါင်း400လောက်အထိ Masterman အတွက် Artita Season ပေးဖို့တော့မျှော်လင့်ပါတယ်ဒါဆိုလို့ရှိရင်လူငယ်ကစားသမား၄ရဲ့စိတ်ထဲမှာလည်းသူ့ကိုအသင်းကလိုအပ်တယ်ဆိုတာကိုပို့ပြီးသိလာမယ်တခြားသောအသင်းတွေရဲ့ကြိုးပမ်းမှုတွေကိုလည်းအတိုင်းအတာတစ်ခုထိရပ်တန့်နိုင်လိမ့်မယ်လို့ကျွန်တော်ကတော့ယူဆပါတယ်โอเค အခုချိန်ထိကျွန်တော်ဒီလူငယ်လေး၃ယောက်နဲ့ပတ်သက်ပြီးရတဲ့သတင်းလေးတွေကိုပြန်ပြီးတော့ collect လုပ်ပေးတယ်။လာမယ့်ရာသီမှာ plan ထားတာလေးတွေကိုပြည်သက်တယောက်အနေနဲ့လက်လန်းမိသလောက်တင်ပြပေးတယ်။အခုဆက်ပြီးပြောမှာကတော့ဒီအရာတွေက Arsenal အသင်းကိုဘလောက်ထိအကျိုးဖြစ်ထွန်းစေတယ်ဆိုတာကိုသုံးသပ်မှာဖြစ်ပါတယ်။ကျွန်တော်တို့အသင်းဒီတိုက်စစ်မှုလိုတယ်၊တာမန်ကစားသမားလိုတယ်၊ဒါကအလွန်တရာရှင်းလင်းပါတယ်။သို့တော့ အသင်းမှာနောက်ထပ် ပြဿနာတက်နေတဲ့အချက်နှစ်ချက်ရှိပါသေးတယ်အချက်နှစ်ချက်ထဲတော့မဟုတ်ဘူးပေါ့လေအချက်တွေအများကြီးတဲကကျွန်တော် highlight လုပ်ပြချင်တဲ့အချက်နှစ်ချက်ပါအဲ့ဒါကတော့ကိုသွင်းခွင့်ရရသားနဲ့ shut ဖြစ်တဲ့ decision မျိုးမချနိုင်လို့ကျွန်တော်တို့အသင်းဘက်ကလက်လွတ်ဆုံးရှုံးခဲ့ရတဲ့အခွင့်အရေးတွေရှိတယ်အဲ့ဒါကပထမတစ်ချက်ဒုတိယတစ်ချက်ကတော့ကျွန်တော်ဖန်တရားတေအောင်ပြောခဲ့ပြီးတဲ့ကိစ္စပါ squad rotation မရှိတဲ့အတွက်ကြောင့်အသင်းဒီလမ်းဆန်းမှုမရှိဘူးကြက်ခိုင်မှုဘိုင်းဆိုင်ရာမှာ နည်းနည်းလေးလိုအပ်ချက်ရှိတယ်။တခါတလေလဲအဲနည်းနည်းလေးဆိုတော့အထက်ပိုများတဲ့အနေထားပေါ့ဗျာ။ဒီလိုမျိုးတွေကိုအာဆင်နယ်အသင်းကပြီးခဲ့တဲ့ရာသီမှာဂျုံခဲ့ရတယ်။ရာသီနှောင်းပိုင်းမှာဆိုလို့ရှိရင်ပို့ပြီးတော့မြင်ရတယ်။အဲ့ဒီအချက်တွေကိုဒီကစားသမားလေး၃ယောက်ကဖြည့်စည်းပေးနိုင်လိမ့်မယ်ဖြည့်တင်းပေးနိုင်လိမ့်မယ်လို့ကျွန်တော်ကယူဆပါတယ်။အာတီတာဟာလာမယ့်ရာသီမှာပြိသက်ပေးတဲ့ဖီအားအပြင်သူ့ကိုယ်သူပေးတဲ့ဖီအားလည်းရှိနေပါတယ်။သတင်းတွေအရဆိုလို့ရှိရင်တော့ပိုင်ရှင်ကပေးတဲ့ဖီအားတော့ သူ့မှာတိတ်ပြီးတော့ရှိပေါ်မပေါ်ဘူးသို့တော့အာဒီတာကိုရိုင်းကဒီယာဒီဒီဘာလုတ်ပြမှရတော့မယ်ဆိုတာကိုကောင်းကောင်းနားလည်ထားတယ်လို့မြင်ရတယ်ဖတ်ရတယ်အဲ့ဒါကြောင့်မို့လို့သူ့မှာဖိအားတစ်ခုတော့ရှိတယ်ဆိုတော့ဒီလူငယ်လေးတွေကိုဂိမ်းတိုင်းမျှပြီးပေးမလားမပေးမလားဆိုတော့ကျွန်တော်တို့လည်းသေချာစဉ်းစားလို့မရဘူးနီးပြတွေရဲ့ထုံးစံအရာပေါ့လေအာဒီတာတူရဲမှတော့မဟုတ်ပါဘူးနီးပြတွေရဲ့ထုံးစံအရာ တို့အားအကိုဆုံးတို့အယုံကြည်ရဆုံး player တွေကို အခက်အခဲဆုံးအချိန်တွေမှာဆွဲကင်ထားတဲ့သဘောလေးရှိရဆိုတော့ Odiga, Declan Rice, Mikel Merino, Zubi Mandi ဒီလူတွေကပဲအဓိကဥဆောင်သွားလိမ့်မယ်ဆိုတော့သိကြတယ်။သို့တော့တို့တွေ fresh ဖြစ်နေဖို့အတွက်လူငယ်ကစားသမားလေးတွေနဲ့အတူတူ alternative game time တွေ sharing လုပ်ပေးဖို့တော့လိုတယ်မဟုတ်လို့ရှိရင်ဟိုကစားသမားတွေဒီပြီးခဲ့တဲ့ရာသီတုန်းကလိုမျိုး fresh မဖြစ်တဲ့အခြေအနေလေးတွေကိုရောက်သွားနိုင်တယ်လို့တော့ကျွန်တော်ထင်ပါတယ်ဒါက ရိသတ်တူအနေနဲ့ဒီဗီဒီယိုရုပ်သံကပြတဲ့ bad eye view ကနေပဲကြည့်နေရတဲ့လူတယောက်ရဲ့ဟိုအမြင်ချင်းချင်းလေးနဲ့ပြောတာပေါ့လေသူတို့တွေဘာတွေကြုံရတယ်လဲတော့ကျွန်တော်တည်တည်ချာချာမသိဘူးဒီထက်ပို့ပြီးတော့ကြဲပြန့်တဲ့အချက်တွေနဲ့အလုတ်လုံနေရတယ်ဆိုလို့ရှိရင်လည်းဒါကတော့ကိုရီလက်လမ်းမမီတဲ့ကိစ္စပေါ့လေကျွန်တော်လိုမျိုး casual fan တယောက်အနေနဲ့ကတော့ game time sharing လုပ်ခြင်းကအရန်အရေးကြီးရလို့ကျွန်တော်ထင်တယ်ဒါဆိုလို့ရှိရင်တစ်ဖက်ကပြန်တွေးဖို့က game time sharing လုပ်ပေးဖို့အတွက်ဆိုလို့ရှိရင်ရော အာဒီကစားသမားလေး3ဦးကလုံနိုင်မလားဆိုတာကိုပြောရပါလိမ့်မယ်။ကစားသမားလေး3ဦးဆိုတာကတော့ဒီဗီဒီယိုရဲ့အနေထားမှာ highlight လုပ်ထားတဲ့ကစားသမား3ဦးဖြစ်တာအကြောင်းသာ3ဦးလို့ပြောတာပါ။ Louis Kelly နဲ့ပတ်သက်လို့ကကျွန်တော်တို့အများကြီးပြောစရာမလိုတော့ဘူး။သူကစားတဲ့ position ကိုတည်းကအသင်းမှာမကြာခဏဒဏ်ရာရတဲ့လူတွေများတယ်၊လိုအပ်ချက်များတာဖြစ်တဲ့အတွက်ကြောင့်သူနဲ့ compare လုပ်ဖို့ကတိတ်ပြီးတော့ကစားသမားများများဆဆမရှိဘူး။ချက်ခိုင်မှုအပြည့်နဲ့အတက်အစင်းလုပ်ပြီးဆော့ပေးနိုင်တဲ့ဆိုတဲ့အချက်တစ်ချက်သေးနဲ့ရင်း Calafiori အာဇင်ချန်ကိုထူမီယာဆုဒီလူတွေထက်စကယ်လီယာတာနေပြီအဲ့လိုအခြေအနေမျိုးမှာပို့ပြီးတော့ကောင်းမွန်တဲ့ performance တွေကိုပြသလိုက်နိုင်တဲ့အခါမျိုးမှာ Louis Scaly ကလုံးဝဘိုးဖြစ်သွားတယ်လုံးဝအရှိကိုတိုးထွက်သွားတယ်ဆိုတော့ Scaly နဲ့ပတ်သက်ပြီးလို့ကတော့အောင်မတ်အပြင်ဂုံနုမတ်ပါရနေပြီဖြစ်တဲ့အတွက်ကြောင့်သူ့အကြောင်းတော့ကျွန်တော်တို့ထည့်ပြောစရာမလိုတော့ဘူး Quinlan ကကစားသမားလေး၂ယောက် Max Dorman နဲ့ Ethan Wanuri သူတို့အကြောင်းကိုကျွန်တော်ပြောမှာဖြစ်တယ်ဆိုတော့ကျွန်တော်အရှိပိုင်းတုန်းကပြောခဲ့တဲ့ကိစ္စပေါ့လေအတင်းမှာ တိုက်စစ်မှုလိုအပ်တယ်တာမန်ကစားသမားလိုအပ်တယ်ဒါတွေကြောင့်ကိုမရနိုင်ဘူးဆိုတဲ့အချက်တွေရှိပေမဲ့တချို့သောအခွင့်အရေးတွေကိုရှက်ဖြစ်တဲ့ကစားဟန်နဲ့အဆုံးမတတ်နိုင်နေတာကြောင့်ကျွန်တော်တို့အသင်းလက်လွတ်ခဲ့ရတဲ့အခွင့်အရေးတွေအများကြီးပဲဆိုတော့ ODCAT ရဲ့ဆုံးဖြတ်ချက်ပိုင်းဆိုင်ရာတွေကိုပြန်ပြီးတော့မြင်မိကြပါလိမ့်မယ်။ယာတီအသိန်းကနေမှာတော့ ODCAT ရဲ့ဂိုးတွေကိုရောခြေစွမ်းကိုရောပြန်ပြီးမြင်ရတယ်။ဒီလိုနေသားမျိုးကို ODCAT ကဘယ်လောက်ထိ carry လုပ်သွားနိုင်မလဲကျွန်တော်တို့မသိသေးဘူး။ပြီးတော့အခြားအခြားသောဒဏ်ရာပြဿနာတွေကလည်းရှိသေးတယ်။ဆိုတော့ ဒီလူငယ်ကစားသမားလေးနှစ်ဦးသည်အသင်းရဲ့လိုအပ်ချက်ဖြစ်တဲ့ရရတင်းတင်းလှုပ်ခြင်းရရတင်းတင်းဆုံးဖြတ်ခြင်းဆိုတဲ့အပိုင်းတွေမှာတတော်တနေရာကဝင်ပြီးလှုပ်ပေးနိုင်လိမ့်မယ်။ဒါ့အပြင် first in player တွေပွဲတိုင်းပွဲတိုင်းမှာ fresh ဖြစ်ဖြစ်လန်လန်ဆန်းဆန်းနဲ့ပွဲထွက်နိုင်ဖို့အတွက် game time sharing ကိုလည်းသူတို့တွေလှုပ်ပေးနိုင်ပါလိမ့်မယ်။ဒီလိုအပ်ချက်နှစ်ချက်ကို ဖြည့်ဖို့အတွက်က အာစနယ်စကွတ်ကြီးတစ်ခုလုံးအနေနဲ့ head coach တယောက်အနေနဲ့အာဒီတာလုပ်ဖို့လိုအပ်နေတဲ့ function တွေပဲကျွန်တော်ကဘသူဘဲဝါကိုထည့်ပါရလို့မပြောဘူးဗျာ function အရပဲပြောတာသူ့ရဲ့အကြိုက်ဆုံး player တွေအများအားလမ်းဆန်းနေဖို့အတွက် squad rotation လုပ်ရမယ်နောက်ထပ်တစ်ခုကကိုရဖို့ကြက်နေတဲ့အနေထားတွေမှာမတူညီတဲ့ဆုံးဖြတ်ချက်ရဲရဲတင်းတင်းချနိုင်တဲ့ player တွေလိုတယ်ဒီအရာတွေသည် Odegaard စီကလည်းဖြစ်နိုင်တယ် Declan Rice စီကလည်းဖြစ်နိုင်တယ်အဲ့ဒီလိုမျိုးပဲ Ethan Wanuri နဲ့ Max Domenech စီကလည်းရနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်ဒီနေရာမှာ Ethan ကတော့ ဘာလုပ်ပြနိုင်လဲဆိုတာကိုပြီးခဲ့တဲ့ရာသီမှာကျွန်တော်တို့မြင်ခဲ့ပြီးသွားပြီ။တခါတလေမှာအများကြီးမစင်စားဘဲနဲ့ဘောလုံးရလို့ရှိရင်တန်းပြီးတော့ကန်လိုက်တာကလည်းအလုပ်ဖြစ်ပါတယ်။အဲ့ဒီကန်ချက်တည်းဘားပေါ်ချော်သွားတာဖြစ်ရင်ဖြစ်မယ်။အကိုသမားတက်တဲ့ဖြစ်သွားတာဖြစ်ရင်ဖြစ်မယ်။ဝေးဝါးရတယ်ဖြစ်ဖြစ်မယ်ဗျာဒါသည်အတွေ့အကြုံတွေပြီးတော့ practice တွေကနေတစင်တက်မှတ်ပေးလို့ရတယ်သို့တော့ decision ကတော့ ရဲရဲတင်းတင်းချရဲဖို့လိုတယ်။ Ethan Wandery နဲ့ပတ်သက်လို့ရှိရင်ပြီးခဲ့တဲ့ရာသီမှာနှမျောစရာတွေအများကြီးရှိခဲ့တယ်။အကျွန်တော်ကတော့ကျွန်တော်တော့သူ့တွင်းတဲ့ဂိုးလေးတွေကိုအမှတ်ရတယ်။ဒါ့အပြင်မဝင်လိုက်တဲ့ဂိုးလေးတွေကိုလည်းကျွန်တော်အမှတ်ရပါတယ်။ Inter Milan နဲ့ပွဲမှာလှမ်းကန်လိုက်တဲ့ဘောလုံးလေးဗျာ။အဲ့ပွဲဒီကျွန်တော်တို့အုပ်စုတွင်းမှာဟိုနိုင်သိရဲ့သားနဲ့ရှုံးသွားရတဲ့ပွဲတွေကတပွဲလို့ကျွန်တော်ကထင်ပါတယ်။မနိုင်သိဘူးဆိုရင်တော့မှဗျာကျွန်တော်တို့ဒီထက်ပိုပြီးတော့ရလက်ကောင်းကောင်းဖြစ်နိုင်ခဲ့တဲ့နေပေါ့လေ။အဲ့အဲ့လိုပွဲမျိုးတွေမှလည်းမြင်ရတယ်။ထားပါတော့ကျွန်တော်စကားပြောနေတဲ့လမ်းကြောင်းနည်းနည်းချော်သွားတယ်။ဆိုတော့ အီဒမ်ဒီလုတ်ဆရာရှိတာကိုပြပြတသားလုတ်ပြီးတော့ရှတ်ဖြစ်တဲ့ကစားဟန်မျိုးပိုင်ဆိုင်တဲ့လူငယ်ဖြစ်တဲ့ဒါအပြင်မတ်စတောမန်မတ်စတောမန်နဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်တို့မှာမျောလင်းစရာတွေအများကြီးရှိတယ်။သူလုတ်ပြသွားတာတွေသူ့ရဲ့ straight forward ဖြစ်တဲ့ကစားဟန် forward oriented ဖြစ်တဲ့ကစားဟန်ဒါတွေကိုလူငယ်အသင်းအဆင့်မှာအများကြီးမြင်ရတယ်။လူငယ်ကစားသမားလေးတွေရဲ့ထုံးစံအတိုင်းသူတို့ဘလောက်လုံနိုင်နေဆိုတာကိုတသက်ပြမှာဖြစ်တဲ့အတွက်ကြောင့်သိကြရပြ မတ်ဒေါ်မန်ကိုကွင်းထဲထည့်လိုက်လို့ရှိရင်သူဒီဖြစ်နိုင်ခြေနဲတာများတာဘေးချိတ်အကောင်းဆုံးလှုပ်ဖို့တော့သူစူးစမ်းမှာပဲဒါကနေကျွန်တော်တို့အသင်းဒီအခြေအနေတရက်ကိုမှန်းလို့ရတယ်လို့မျိုးဒါဒီပဲလေကျွန်တော်တို့အသင်းရဲ့လိုအပ်ချက်တွေကိုဖြည့်ပေးနိုင်မယ့်အချက်တစ်ချက်ဖြစ်လာနိုင်ပါတယ်ဆိုတော့အနည်းပြန်ချုံရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အသင်းမှာလူငယ်ကစားသမားလေးတွေရနေပြီပြီးခဲ့တဲ့ရာသီတွေတော့ဆိုလို့ရှိရင်ဗျာကျွန်တော်တို့စင်းတောင် မစင်းစားမိတဲ့အခြေအနေတရက်ပေါ့လေကိုယ့်ရဲ့ academy player လေးတွေက top notch level မှာဒီလောက်ထိကစား ြနေနိုင်ပြီဆိုတဲ့အနေအထားမျိုးကကျွန်တော်တို့စိတ်ကူးတော့ရင်ငယ်ကောင်းရင်ငယ်ကြလိမ့်မယ်။သို့တော့စိတ်ကူးရှင်နဲ့အတူတည်းကဘယ်လောက်ကြီးမလဲတော့ကျွန်တော်တို့မသိဘူး။အခုကျွန်တော်တို့လက်ထဲမှာလက်ဝယ်ပိုင်ပိုင်ရနေပြီ။အာဒီတာအနေနဲ့ကိုယ်မှာရှိနေတဲ့ဒီ performance တွေကိုယ်မှာရှိနေတဲ့ resource တွေကို ကောင်းကောင်းလေး allocate လုပ်လိုက်မယ်ဆိုလို့ရှိရင်အသင်းကအတိုင်းအတာတစ်ခုထိတော့အဆင်ပြေသွားမယ်လို့ကျွန်တော်ထင်တယ်။ဒီလူငယ်လေးတွေကိုတုံဒီလူငယ်လေးတွေက magic တွေပြပြီးတော့အောင်ပွဲတွေရသွားမယ်ဆိုတာမျိုးကတော့ကျွန်တော်လက်မခံဘူး။ ဒါကစိတ်ကူးရင်အရန်ဆန်တယ်အရန်ကြီးကို dramatic ဖြစ်လွန်တယ်ဒါကလက်တွေ့မကြောက်ဘူးလို့ကျွန်တော်ယူဆတယ်သို့တော့ဒီလူငယ်လေးတွေသည်သူတို့ရဲ့အစွမ်းအစကိုပြသခြင်းစိတ်ကိုအကြောင်းပြုပြီးတော့ရဲတင်းတဲ့မတူညီတဲ့ဆုံးဖြတ်ချက်မတူညီတဲ့ workforce တွေထွက်လာနိုင်တယ်လို့ကျွန်တော်ယူဆတယ်အဲ့ဒါကတစ်ချက်အ ਨੇ ဆုံးတော့ပင်မနေတဲ့ first line player ကိုပင်မမှုတက်တာအောင် game time sharing လုတ်ဖို့ရွယ်ချက်နဲ့လည်းကွင်းထဲဝင်ကစားနိုင်တယ် key player တွေ energy refill လုတ်ဖို့အတွက်တောင်းတနေရာကနေကောင်းကောင်းအလုပ်လုပ်ပေးနိုင်တဲ့ player လေးတွေဖြစ်တယ်လို့ကျွန်တော်ကယူဆပါတယ်ဒါတော့ကျွန်တော်ရဲ့လူငယ်များစွာတွေကမှလလော့ဆဲ bowl လေးဖြစ်နေတယ်လာမယ့်ရသည့်အသင်းကြီးနဲ့လည်းအတူတူတွဲပြီးတွေးရလောက်တဲ့ Ethan Wanuri, Lewis Kelly, Max Domann တို့အကြောင်းကိုထုတ်လုပ်ပြီးပြောလိုက်တာပါကြားထဲမှာဘာတွေထပ်ဖြစ်လာအောင်လဲတော့ကျွန်တော်လည်းမသိဘူး။တစ်ခါတလေမှာခြေစမ်းပွဲတွေကစားရင်းနဲ့လည်းမထင်မှတ်တာလေးတွေဖြစ်တတ်တယ်။ Anyway တေချာတာကတော့ဒီလူငယ်လေးတွေစီကနေအဓိကမျောလင်းစရာနှစ်ချက်ရှိပါတယ်တစ်ချက်ကတော့ game time sharing ဖြစ်ပြီးတော့တစ်ချက်ကတော့သူတို့ရဲ့အစွမ်းပြသခြင်းစိတ်ကိုအကြောင်းပြုပြီးတော့မတူညီတဲ့ performance တွေမတူညီတဲ့ရုံအားတွေထွက်လာတတ်တယ်ဆိုတဲ့အချက်ပါပဲဒီချက်ဒီကျွန်တော်တို့ Arsenal အသင်းမှာလည်းမြင်ဘူးတယ်ကြုံဘူးတယ်လောလောလတ်လတ်လည်းအကျိုးခံစားနေရတဲ့ကိစ္စဖြစ်ပြီးတော့ဘောလုံးကပါးတစ်ခုလုံးနဲ့ပြန်ရှင်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်လည်းဒီလိုကိစ္စမျိုးတွေက အများကြီးဖြစ်ပျက်ခဲ့တာပါ။နောက်လည်းဖြစ်ပျက်နေအောင်ပါပဲ။ပေါ့လေဆိုတော့ဒါလူတဘာဘာဖြစ်နေတာ哦။ဆိုတော့ဒီလိုအကြောင်းအရင်းခံလေးတွေဒီ resource လေးတွေကိုအတိအကျဘယ်လိုသုံးမလဲဆိုတာကတော့ကျွန်တော်စောင့်ကြည့်ရမယ်။ကျွန်တော်တို့စီမှာရှိရင်းစွဲရှိနေနေပြီးဖြစ်နေတာကတော့သိကြပါဗျ။ကျန်တာကတော့ Mike ရဲ့ is your call လို့ပဲပြောရတော့မှာပေါ့လေ။ဆွေးနွေးကြတာရှိရင် comment မှာရေးသွားလို့ရပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။